ချယုံမအဖွားကြီးနဲ့တူတယ်လို့ပြောခဲ့တဲ့ သမီးဆိုးကိုတဘာဝပုံနေနဲ့ခြေပြလိုက်တဲ့ဝုံမုံရွှေကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် DD+ page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေပြီးကြတဲ့ရက်ပိုင်းက social media မှာဝုံမုံရွှေကြီးကိုသမီးဆိုးပြောခဲ့တဲ့စကားတွေကအရင်ကိုပွဲဆိုနေကြတာပါသမီးဆိုးကမိတ်ကတ်တွေရောင်းနေရင်းနဲ့ ဝင်းမုံရွှေရဲ့ရုပ်ရည်ကိုဝေဖန်ပိုင်းခြားနေကြတာဖြစ်ပါတယ်။ဝင်းမုံရွှေရိုလူအများကမြန်မာနိုင်ငံရဲ့အလှပရင်မလို့သတ်မှတ်ထားကြတာဖြစ်ပါတယ်။ရုပ်ရည်ချုံမောသူတယောက်လို့သတ်မှတ်ထားပေမဲ့လည်းသမီးဆိုးကဝင်းမုံရွှေရမချောဘူးလို့ပြောလာခဲ့တာပါ။ဝင်းမုံရွှေရမိကက်သားမပြင်ထားရင်တရုတ်အဖွားကြီးလိုပဲလို့ပြောထားခဲ့ပါတယ်။အသားဖြူနေုံသာရှိပြီးတော့ရုပ်ရည်ချုံမောတာမျိုးမဟုတ်ဘူးလို့ပြောထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲသမီးဆိုးရဲ့စကားတွေကလူအများကြီးမှာ ဖွဲ့ဆိုနေကြတာဖြစ်ပါတယ်။သမီးစိုးအခုလိုပြောနေတာကိုဝင်းမုံရွှေရစာအရှိန်ကြီးတွေစောင့်တင်ပြီးတော့ဖွဲ့ဆိုတာမျိုးမလုပ်ခဲ့ပါဘူး။သမီးစိုးပြောတာကိုဂယုမဆိုင်တယ်လို့သာနေပြီးတော့သူမအကောင့်မှာပုံလေးတွေတင်လာပေးခဲ့ပါတယ်။အဲဒီပုံတွေကသူမအိယာချကာစမိကတ်ချောင်မပြင်ထားသေးတဲ့ပုံတွေဖြစ်ပါတယ်။မိကတ်မပြင်ထားဘဲနဲ့ဝင်းမုံရွှေရလူအများရှိရဲ့ဈေးထဲကိုမနှက်စာသွားစားခဲ့တာပါ။သူမအနေနဲ့အခုလိုပုံလေးကိုရရွယ်ချက်ရှိရှိကိုတင်လာခဲ့တာဖြစ်ပါတယ်။မိကတ်မပါရင်တယုံမအဖွာကြီးနဲ့တူရ ယ်လို့ပြောဆိုနေကြတဲ့သူတွေကိုခြေပါဖို့ဆိုရင်လည်းမမားပါဘူးဒီတဲမှာမှပရိသတ်တူကဝင်းမုံရွှေကြီးကိုပွဲတက်တယ်လို့မနှုတ်ပြုံနေပဲယောက်ျားရသွားတော့ရုံးရင်တယ်လို့လည်းပြောဆိုနေခဲ့ကြပါတယ်အခုလိုပြောဆိုတဲ့အချိန်မှာဝင်းမုံရွှေကြီးကမိတ်ကလည်းမလိန်ထားသလိုဘာမှလည်းပြုပြင်ထားခြင်းမရှိပဲတဘာဝအလှတရားနဲ့လို့ခြေပါခဲ့တာဖြစ်တယ်တဘာဝအလှတရားနဲ့ပုံတွေကိုတင်ထားတာပါလို့ကြော်ညာပြီးသွားတာလည်းဖြစ်ပါတယ်ဝင်းမုံရွှေကြီးရဲ့အလှတရားကတဘာဝဆန်ပြီးတော့ ပါမိတ်ကမ်းမမပါတာတောင်လှရဲဆိုပြီးတော့ချီးကျူးနေကြတဲ့သူတွေလည်းများပါတယ် အခုလိုမိကမပါတဲ့ပုံတွေကိုတင်တာကသမီးစိုးရဲ့စကားကိုခြေပါလိုက်တာလို့လည်းယူဆနေကြတာဖြစ်ပါတယ်။ဝမ်မုံရွှေကြီးကရုပ်ရည်လှပတာကြောင့်လည်းမင်းသမီးဖြစ်လာခဲ့ရတဲ့သူပါ။ဒရိုက်တာတယောက်ကသူမကော်ဖီဆိုင်မှာထိုင်နေတာကိုတွေ့ပြီးတော့ဂျော်ညာရီခေါ်ရိုက်ခဲ့တာဖြစ်ပါတယ်။သူများနဲ့မတူပဲထိတ်တဲမင်းသမီးဖြစ်နိုင်တဲ့ရုပ်ရည်နဲ့အရေးချင်းတွေရှိတာကြောင့်ဂျော်ညာခေါ်ရိုက်ခဲ့တာပါ။ဒါအပြင်အယုံမလေးလိုချစ်စရာကောင်းတဲ့ကောင်မလေးဆိုပြီးတော့လည်းပရိသတ်တွေကြားမှာဟိုလေးတကြော်ကြော်ဖြစ်ခဲ့တာပါ။ သမီးဆိုးတယောက်တည်းကသာဝင်းမုံရွှေကြီးကိုမလာဘူးလို့မျက်နှာဖြစ်ပါတယ်။ဒါကြောင့်မို့လဲပရိသတ်တချို့ကသမီးဆိုးရဲ့အပြောကိုအပြင်းထန်ဝေဖန်နေကြတာဖြစ်ပါတယ်။ဝင်းမုံရွှေကြီးကဆိုရှယ်မီဒီယာမှာဝုံတိုင်းကျဲပြီးတော့ပွေးရှာတာမျိုးလုံးလို့မရှိပါဘူး။ဒါပေမဲ့သူမကိုဝေဖန်တာတွေကိုပညာသားဖပါနဲ့အထုံးပြန်တတ်တာပါ။ဒါအပြင်ဇန်သာကြွယ်ဝမှုတွေကိုလည်းရုပ်ပေါလုံးနဲ့အနေထားနဲ့ချွားဝါတာမျိုးမရှိပါဘူး။ ကိုရိုင်းထုတ်မကြွားပဲပရိသတ်တရသူမရဲ့ချမ်းသာကြွယ်ဝမှုတွေကိုရိမ့်မိအောင်ထုတ်ပြတတ်တာပါအကယ်ဒမီဘေးဘွဲမှာဆိုလဲဒိန်းသုံးဒိန်းတန်နဲ့ကျောင်းစိမ့်လေဆွဲကြီးကိုဝစ်ဆင်ခဲ့တာဖြစ်ပါတယ်။မိကေမပါပဲတဘောဝဆန်တဲ့အလားတရားတွေကိုချပြပြီးတော့သမီးဆိုးကိုခြေပါခဲ့တဲ့ဝိမုံရွှေကြီးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးကိုအဆုံးနှီးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါရစေ။